ိုပါတယ်ဒီနေ့ရှမ်းပြည်ရှမ်းပြည်ရဲ့ဘက်ဆုံးသုံးငါးကိန်းကိန်းဒီလေးပြောပြပါမယ်လို့ဒီနေ့ဒါရှမ်းပြည်ငမင်းရှင်ကိုမနေ့ကငမင်းရှင်ဝင်လာပါတယ်အဲငမင်းရှင်မနေ့ကရှမ်းပြည်စတော့ကွန်ကိုရှယ်ရီပန်းမင်းနေပွင့်နေနေတာကိုတွားပါတယ်အဲ့လိုဆိုတော့အဲ့ဒီကနေပြီးတော့အပြန်ပါရှမ်းပြည်ပင်္ဂလာဆိုင်ကနေရှမ်းပြည်ငမင်းရှင်ဝင်လာပါတယ်ဒီငမင်းရှင်ကိုရှမ်းပြည် တ်တ်ဆုံသုံးငါးခင်လေလုံးကြီးတင်ပေးပါမယ်လို့ကျန်ရမှာငါးခင်တော့သုံးပြနေတာပေါ့နော်ငါးခင်ပြီးတော့အခဲထဲထည့်ပြီးတော့အဲ့ဒါလုံးကြီးကတစ်ခါမှမပြသေးဘူးဒီတစ်ခါတော့ရှမ်းပြည်အိမ်မှာလည်းရှမ်းပြည်လုတ်ပြီးသားတွေလည်းကုန်သွားပြီဆိုတော့လေရှမ်းပြည်ဒီမှာဒါမြန်မာပြည်ကလာတဲ့ငါးပါချမ်းမြေဒီနားလေးကတ်ထားလိုက်။အဲဆိုတော့ချမ်းမြေဒီငါးကိုရေစေးတန်းရှင်းရေလောက်ပါမယ်။အဲ့ဒါပြီးလို့ရှိရင် ပုံနဲ့မှကင်ပါမယ်ဒါပေမဲ့တခါတလေဆိုတို့ကဒီငါ့ကိုငါ့ကိုနှစ်ချမ်းချမ်းပြီးသားလာတယ်အခုကတော့နှစ်ချမ်းချမ်းမှုတို့ကဥပဲထုတ်ထားတယ်အဲဆိုရှမ်းမီကဒါကိုနည်းနည်းဆက်ပြီးတော့ခီးလိုက်ပါမယ် CVD အကောင့်လိုက်ပဲကင်ပါမယ်ကင်ပြီးတော့ဟိုဘက်ဒီဘက်ပြန်ဖို့ပေါ့နော်ရှမ်းမီအစင်ပြေတယ်လို့ရှမ်းကြည့်လိုက်ပါဦးမယ်ရှမ်းလို့အစင်ပြေတော့ရှမ်းမီနှစ်ချမ်းချမ်းပြီးတခါလေးကင်ပါပါကိုရောရှမ်းမီရှမ်းမီဒီမှာငါ့ညက်တဲ့ကတ်ကြီးနေပဲညှက်အောင်ပါပေါ့ဒါကကြီးကြီးနေတာ ဆင်းမပြေဘူးဆိုတော့မြေအခိုင်ဆိုလို့ရှိရင်ဒီငါးတွေကနှစ်ချမ်းချမ်းပြီးသားတစ်ခါလဲလာတာဒီခါတော့မတည်ဘူးအခဲတဲ့ဆိုတော့လက်ချက်ကြီးလည်းမမြင်ရအောင်ယူလာခဲ့တယ်အဲတော့သူကနှစ်ချမ်းချမ်းထားအောင်အဲ့တော့နှစ်ချမ်းချမ်းထားရင်လည်းခက်တယ်ခိုင်ရတာ င်တော့ရှင်းပြီးငါးကိုင်းนี่တင်ထားပါတယ်အဲ့ဒါမှကြတော့လေအဲ့ဒီငါးနှစ်ချမ်းချမ်းပြီးသားလာတာဒီငါးကြတော့နှစ်ချမ်းချမ်းပြီးသားမဟုတ်ဘူးရှမ်းမီးရမှာဆက်ပြီးတော့ပိုင်းလိုက်ပါဦး။ရှမ်းရှမ်းလို့ပြီးသွားပါပြီเนาะ။ဒါကိုရှမ်းမီးရေပြောင်းဆေးပါမယ်။ရေဆေးပြီးလို့ရှိရင်ကင်မာမယ်တို့ အခုကြတော့အခုလိုမခွဲရသေးတဲ့ငါးမျိုးဆိုရင်အဲ့လိုกินမှုအတွက်ကတော့အရင်กินရတာခက်ပါတယ်လို့မခွဲပဲနဲ့กินလို့မကောင်းပါဘူးလို့အဲ့ဒါခွဲကိုခွဲရတာအရင်ခက်ပါတယ်ခွဲပြီးသားဆိုလို့ရှိရင်กินရတာအရင်လွယ်တယ်ခွဲတာကိုရေခဲပြောအောင်ထားအပြီးရေဆေးရေဆေးပြီးတော့กินလိုက်အောင်မယ်အခုကြတော့ရှမ်းပြည်ဟာခွဲရတယ်ခွဲတဲ့ကခေါင်းကအဲ့သူတို့ကအဲ့လိုခွဲပြီးသားမဟုတ်တော့တဲ့ကြောင့်ခေါင်းကိုဒီလိုအလုံးလိုက်ရှမ်းပြည်ဖြတ်ထုတ်လိုက်တယ် အဲ့ဆိုအဲ့လိုရှမ်းတဲ့အခါခေါင်းနဲ့ချိနေအဆင်မပြေလို့အဲ့ဒီခေါင်းကိုလည်းရှမ်းပြီးထည့်ကင်းပြီးတခြားတခြားသုံးပါပါရှင်ရှက်စားတာမှသုံးပါပေါ့နော်ငါကတော့အရင်လက်ပါတယ်အဲ့လိုဆိုတော့ရှမ်းပြီးဒီငါ့ကိုအခုခွဲပြီးပြီဆိုတော့ရေဆေးမယ်ရေဆေးပြီးလို့ရှိရင်ဘန်းနဲ့ကိုထည့်ပြီးကင်းပါမယ်ရှမ်းပြီးရေဆေးလိုက်ပါအောင်မယ်နော် အဲ့အခုဒါတန်ရှင်းရေလုပ်ပြီးသွားပြီရေဆေးပြီးပြီရှမ်းပြည်ကဒီကင်းတဲ့ဘန်းထဲမှာပေါင်းမုံဖုတ်တဲ့စက်ကူးလေးကိုခင်းထားပါတယ်လို့ဘန်းမကအောင်လို့ကတော့กินတာနည်းနည်းကြားတဲ့ခါကျရင်အောက်မှာကတ်တဲ့အခါကျရင်ဆေးရခက်လို့လေအရင်တော့ကတော့ရှမ်းပြည်ဘာမှမခံဘူးပေါ့နော်ဒီဘန်းထဲမှာဒီတိုင်းပဲထည့်กินတယ်ခုကြတော့ရှမ်းပြည်ကအဲ့ဒါဆေးရခက်လို့ဆိုပြီးတော့အဲပေါင်းမုံဖုတ်တဲ့စက်ကူးလေးခင်းပြီးတော့ กินมาเลยดิข้าวหมูတော့กินနေတော့မှာជីជីပြီးတော့လှည့်ပေးရမှာပေါ့เนาะ तू อ่ะชั้นထားတာမဟုတ်တော့တဲ့จ้ะငါကတော့လှည့်စေအောင်လို့ဒီတိုင်းမဲ့အပီးกินပါရှမ်းမြေဒါမီးဘိုကိုကြတော့အရင်တို့ပဲထုံးစံအတိုင်းပေါ့เนาะမီးဘိုကို200 200ကျော်နဲ့ရှမ်းမြေပူထားပါတယ်ကြိုတင်ပြီးတော့ဆိုမီးဘိုကိုကြိုတင်ပူထားရင်กินရတာအရင်ကောက်ပါတယ်လို့အဲ့ဆိုအခုရှမ်းမြေกินလိုက်ပါဦးမယ်အနည်းဆုံး9ရက်လောက်တော့กินရမှာပေါ့เนาะဒါပေမဲ့ ချမ်းမြေကြည်ပါမယ်ချမ်းမြေလိုချင်တဲ့အနေထားချောက်ချောက်ကလေးရရင်ချမ်းမြေထုတ်ပါမယ်လို့အခုတော့กินလိုက်ပါဦးမယ်နော်ချမ်းမြေ295နဲ့စကင်ပါတယ်ပြီးလို့ရှိရင်တော့ချမ်းမြေအတို့လျှော့လုပ်ပါပါလိုတို့ကိုလျှော့လုပ်ပါပါအခုတော့လောလောဆယ်အဲ့လောက်နဲ့စကင်ပါတယ်ဘာလို့ဆိုရေတွေရှိနေတဲ့အတွက်ကြောင့်လို့ပေါ့နော် ်အပေါ်မီအောင်မီပါနော်ရှမ်းမီကင်တာပေါ်မီအောင်မီ285နဲ့စကင်ပါတယ်ပြီးလို့ရှိရင်ရှမ်းမီ10မိနစ်15မိနစ်လောက်နေရောရှမ်းမီမီးရှော်ပါပါရှမ်းမီငါးနှကောင်ဝင်လာတယ်ငမီရှင်နှကောင်ဝင်လာတယ်ပေါ့နော်တကောင်ကိုအခုလိုမျိုးသူတို့အခဲကိုဆက်နေသူတို့ဖြတ်ပေးလိုက်တယ်ပေါ့နော်။ရှမ်းမီမလေးတို့ကရေခဲပြောင်းထားတယ်။ရှမ်းမီရေခဲပြောင်းထားတာသူတို့ကဆက်နေဖြတ်ပေးလိုက်တာ ခေါင်းလိုလည်းဒီလိုမျိုးလေးတွေစိတ်ပြီးတဲ့ခါကျတော့ချမ်းမြေကိုင်းရတာစဉ်းပြတာပေါ့နော်ချမ်းမြေဒီတခါတော့ငါ့ကိုအိမ်မှာပို့တိုင်းမကိုင်းတော့ဘူးအဲ့ဒီ stock ကောင်ကဆိုင်ကြတော့သူကဆက်နေဖြတ်ပေးတယ်ချမ်းမြေတို့မျိုးမှာကျတော့အဲ့လိုဖြတ်မပေးဘူးအကောင်းလိုက်ဝယ်ပြီးကိုင်းရတယ်အဲဆိုချမ်းမြေဝယ်လာတယ်သူတို့ငားကောင်းနဲ့အသေးစားခုတ်ပေးတယ်ဆက်နဲ့ခိုင်းပေးလိုက်တယ်ဒါအောင်မချမ်းမြေကလက်နဲ့တန်ရှင်းရေးလုပ်ပါလက်နဲ့အကြီးလေးတို့ဒီလိုခွာမယ်ခွာပြီးလို့ရှိရင်ချမ်းမြေထုံးစံတိုင်းမကြီးသေးနဲ့စားနဲ့ဆင်းရင်းနဲ့ဆေးမှာပေါ့ ေးပြီးတော့နှက်မှာပေါ့ဆေးထားမှာပေါ့နော်အဲ့ဒါဆေးပြီးတော့မှရှမ်းပြည်အကုန်လုံးတန်ရှင်ရေလုပ်ပြီးမှရှမ်းပြည်လူတို့အရသားပါညာနေပြီးတော့အခဲထဲမှာတိတ်မှာပါလို့တချို့တော့ကိုခဲတဲ့တိတ်မှာတချို့တော့ကိုချက်စားပါမယ်လို့ရှမ်းပြည်ကဆက်ပြီးတော့ငါပိုင်လိုက်ပါဦးမယ်ရှမ်းပြည်တက်လက်စားပဲပြပါပါလို့ကျင်းကတော့ရှမ်းပြည်ကနာယူဝလာနာယူဝလာကင်တာပါလို့နာယူဝလာကင်တာဒီနေ့ကတော့ ဒီနေထားရပါတယ်ဒီနေထားရပြီဆိုတော့ချမ်းမြေကနည်းနည်းတော့ဆက်กินအောင်မယ်နည်းနည်းဆက်กินအောင်မယ်အားပြီးလို့ရှိရင်ချမ်းမြေအပန်းအေးခံပြီးတော့အပန်းဝင်မှာပေါ့နော်အခုတော့နည်းနည်းလိုသေးတယ်ချမ်းမြေတိတ်ဟိုလျှောက်သွားအောင်နည်းနည်းထက်กินမအောင်ねချမ်းမြေဒီအနေထားရပြီဆိုတော့ချမ်းမြေမိဘိတ်ပါပြီမိဘိတ်ပြီးချမ်းမြေအေးခံပါမယ်အေးခံပြီးလို့ရှိရင်ချမ်းမြေအသားမြင်ပါမယ်လို့အခုအချမ်းမြေမိနစ်40กินလိုက်ရပါတယ်ငါအကောင်ကြီးလို့ပါ ရှမ်းပြည်ကဲလို့ပြီးသွားပါပြီ။ကင်းပြီးတော့ဒါနဲ့အေးနေပြီပေါ့နော်။အေးနေပြီဆိုတော့ရှမ်းပြည်ကခေါင်းလေးတွေကိုတော့ရှမ်းပြည်ဒီလိုနေထားလေးပေါ့နော်။ရှမ်းပြည်မလိုချင်တဲ့ဟာလေးတွေတော့ဖဲ့ပြီးတော့ထိပါတယ်လို့။ဒါကိုနောက်တော့မှရှမ်းပြည်ကရှင်ဟင်းတို့တည်ဆုံဟင်းတို့ချက်စားပါမယ်။ဒီငါးခေါင်းလေးကိုအဲ့လိုကင်းပြီးတော့ချက်စားရင်အနည်းငယ်လည်းမပြင်းပါဘူး။အားပြီးတော့ဒီဟာကြတော့ရှမ်းပြည်ကဒါမလိုမလိုချင်လို့ เนาะဒီဟာတွေကိုရှမ်းပြည်ကပြစ်မှာပါဒီခေါင်းဟာဖဲထုတ်တဲ့အရာတွေကိုရှမ်းပြည်ကသိပြပါမယ်ဖဲထုတ်တဲ့အယူတွေဒီအသားလေးတွေကကြာတော့တာခုနကခေါင်းကနေလွင့်ပြတဲ့လွင့်ပြမဲ့ခေါင်းကဖဲထားတဲ့ထွက်လာတဲ့အသားလေးတွေပေါ့เนาะဆိုတော့ရှမ်းပြည်ကဒီဟာတွေကိုဒီလိုမျိုးလေးအယူပေါ့เนาะဒီဘိုက်ယူတွေကိုအရင်ဆုံးဒီလိုဖဲမှာပါတို့အယိုးလေးတွေကိုအယိုးတွေကိုဒီလိုမျိုးပေါ့နော်အဲ့လိုဆိုလို့ရှိရင်အသားနွေရတာအရင်လွယ်ပါတယ်လို့ ဒီဘိုက်သားပေါ့ဒါကတော့ဘိုက်သားမှာရှိတဲ့အယူပြီးတော့ဒီကမအစီအရင်များတယ်ပြချောင်ချမ်းပြီးအဲ့ဒီအစီလိုတော့မယူပါဘူးဘာလို့ဆိုရခိုင်မုတ်ဒီရှက်တဲ့အခါကြလို့ရှိရင်ဟိုအစီပါတဲ့အခါတိတ်ဆလို့မကောင်းဒါဆိုအသားပေါ့ဒါပေမဲ့ရှမ်းပြီးပြင်ပြီးတဲ့အခါကျရင်တော့အသားတွေကိုတက်တက်စီရောနည်းနည်းခွဲထုတ်မှာပါဒီအစီများတဲ့ဟာတွေကိုတော့ရှမ်းပြီးကခင်းရှက်တဲ့ဟာတွေမှာတုံးမှာပေါ့နော်ဟိုလိုကြီးတော့လေအကုန်လုံးခွင့်မပြစ်ပါဘူးလို့ ။အဲ့ဒါဆိုတော့ဒီဟာတွေကိုကြာတော့ရှမ်းပြည်ကဒီกินထားတာတွေကိုဟင်းရှက်တာတို့ဟိုရခိုင်ငပိကျဲချက်တာတို့ပေါ့နော်ငါးกินလေးနဲ့လေရခိုင်ဟင်းချက်တဲ့ဟာတွေမှာကြာရင်ရှမ်းပြည်ကငါးမျိုးကအဖြစ်သုံးပါတယ်။ရှမ်းပြည်ကဒီလိုမျိုးအသားကိုအဲ့လိုနှိမ့်လိုက်တဲ့အခါမှာအောက်မှာအရေးပြားကတော့ဒီလိုမျိုးလေးကျန်နေတာပေါ့နော်။ဒီရအကြောင်းငါ့ကိုမကြိုက်မဲနဲ့กินတယ်ဆိုတော့အဲ့လိုပါဒီအကြီးခုန်လေးပေါ့နော်အဲ့ကြောင့်ငါးကြိုက်စီကမလိုပါဘူးဒီအရေးပြားတဲ့အကြီးခုန်လို့ရှမ်းပြည်ရှင့်ပြင်ပါ ဖြစ်တယ်မှာဆိုတော့ရှမ်းပြည်ကစက်ကူခင်းထားတယ်ဆိုတော့ဘန်းမှာအဲ့လိုမကတ်တဲ့အတွက်ကြောင့်ဘန်းစီးရတာလည်းလွယ်ကူပါတယ်။အဲပြီးလို့ရှိရင်ဒီငါးကိုဒီလိုကင်ပြီးသွားတဲ့အခါကျလို့ရှိရင်ရှမ်းပြည်ကဒီအေးရားတွေနဲ့ဒီစက်ကူနဲ့ပေါ့နော်ဒီငါးအခြေပေါ်နဲ့အကုန်လုံးလုံပြီးတော့ဟောပြစ်လို့လွယ်ကူအောင်လို့ရှမ်းပြည်ကအဲ့ဒါ အဲ့လိုမျိုးလေးခင်းပြီးတော့กินပါတယ်လို့ရှမ်းမြေဒါမိနစ်40กินလိုက်ရပါတယ်ဒါမိနစ်40กินထားတယ်နေထားပါအဲ့တော့ငါးအကောင်ကြီးရင်တော့ကြီးတယ်လို့ပေါ့ငါးအကောင်သေးရင်တော့သေးတယ်လို့ဟိုกินတဲ့အနေထားကိုအတူအချော်လုပ်ပါလို့အမေမဟင်းကရှက်တဲ့အခါကျရင်လည်းဒီလိုမျိုးလေးกินပြီးမှငါးစီတက်တော့အရန်လွယ်ပါတယ်ညီနိုင်လည်းမပြင်းပါဘူးရင်တော့ငါးစီတက်ချမ်းမြေမဟင်းကရှက်တဲ့မြေ မောင်ရင်ကငါးစီတက်ပြီးတင်ထားပေးပါတယ်အဲ့ဒါမှငါ့ကိုဒီလိုမျိုးกินပြီးတော့မှငါးစီတက်တာပို့ပြီးတော့ကောက်ပါတယ်လို့အခဲထဲမှာထားပြီးတော့သိမ့်တဲ့အခါကျတော့လည်းလွယ်ကူပါတယ်နော်ဆိုတော့ရှမ်းမီယာဒါလေးလိုပထမဦးဆုံးပေါ့နော်ဒီလိုလေးတွေအရင်ဆုံးဖယ်ပါတယ်လို့ပြီးတော့မှအသားကိုစပြီးနှင်းမှာပါလို့ဆိုလို့ရှိရင်အရန်ပြီးတော့လွယ်ပူပြီးတော့မြန်ပါတယ်ဒီကပြီးတော့အယိုးလည်းနည်းနည်းများတဲ့အခါကျတော့ရှမ်းပြည်ကအလိုပဲထွင်ရပါတယ်လို့ မတချို့ဒီအယိုးမှာကတ်နေတဲ့ဟာလေးတွေကိုကြာတော့ချမ်းမီဒီအယိုးကိုချက်ချင်းရင်မပြင်ပြပါဘူးနော်ချမ်းမီဒီအယိုးတွေကိုပြုတ်သွားပါပြုတ်ပြီးလို့ရှိရင်ဒီအယိုးတွေကိုပြုတ်ပြီးတော့ချမ်းမီကဒီငါးပြုတ်ပြတ်ဒီအယိုးပြုတ်ပြတ်ငါးပြုတ်ကိုယူမှာပါအဲဆိုအဲ့ဒီဟာတွေကိုအဲ့ဒီငါးပြုတ်ကိုချမ်းမီကအာဟင်းတော့ဟင်းတော့ချက်တာတို့ရှင်းရင်းချက်တာတို့ပေါ့နော်အဲ့လိုဟာတွေမှာပြန်သုံးပါတယ်အဲ့ဒီငါးပြုတ်ကြီးကိုအဲ့ဆိုချမ်းမီကဒီအယိုးတွေကိုမပြစ်ပါဘူး ဒီအယိုးကြီးကြီးဒီလိုအယိုးတွေကိုပဲပစ်ပါတယ်ဒီလိုအယိုးကြီးကြတော့ရှမ်းပြည်ကပြန်ပြုတ်ပြီးတော့တစ်ခါပြန်ပြီးတော့ပေါ့အဟင်းကျူအဲ့ဒီငါးပြုတ်တဲ့ရေလေးတွေကိုဟင်းကျူရှက်တာတို့ဘာလို့မှပြန်သုံးပါတယ်ဆိုတော့အယိုးလေးတွေကအဲ့လိုဖယ်ထားပါတယ်အဲဒီမှာငါးပိုက်သားဆိုတော့ငါးအသားတော့ကိုလည်းလုံးဝကြည်သွားအောင်မရှိပစ်ပါဘူးရှမ်းပြည်ကဒီလိုမျိုးလေးတွေတုံပါတယ်ဒီလိုမျိုးလေးတွေနှွင်ပါတယ်အဲ့လိုနှွင်ပြီးလို့ရှိရင်ရှမ်းပြည်ကแน่ๆเลยဒီမှာအစိုးတက်ကလေးရှိတော့ပေါ့เนาะ အဲ့ဒီအစိုးတက်ကလေးတွေရှိတာကိုရှမ်းပြည်အိုပင်ထဲမှာပြန်ပြီးတော့အဲ့ဒီရေကျန်နေတဲ့လူရေတက်ကလေးတွေကျန်နေတာကိုရှောက်သွားအောင်ရှမ်းပြည်ထပ်ပြီးတော့กินมาပါလို့အခုတော့ရှမ်းပြည်ဒီမှာဒါဒီလိုအနေထားဆိုတာကိုပြတာပါပြီးလို့ရှင်ရှမ်းပြည်ငါနှွှဲလိုက်ပါအောင်မယ်ရှမ်းပြည်ဒီမှာဒီပိုက်သားတွေဒီနေရာတွေတော့တတ်တတ်ပါတော့သိမ့်တဲ့အခါကျရင်ခွဲပြီးသိမ့်ပါပါလို့ဒါဟင်းချက်တာလည်းမသုံးနဲ့ဒီလိုအသားတွေကိုကြာတော့ရှမ်းပြည်ရခိုင်ဟင်း ဟိုရခိုင်မုတ်ဒီရှက်တဲ့အခါသုံးပါတယ်ဖြတ်ပြီးတော့တခြားဟင်းတွေမှာလည်းရှမ်းပြည်ရခိုင်ငပိကျဲတို့ရခိုင်မုတ်ဒီရှက်တာတို့အာဘူးကျဲပဲဟိုရခိုင်အာဘူးကျဲရှက်တာတို့မှာသုံးပါတယ်ရှမ်းပြည်ရခိုင်အာဘူးရှက်အာဘူးကျဲရှက်တာနဲ့ရခိုင်မုတ်ဒီရှက်တာလေးတော့ရှမ်းပြည်အချိန်ရရင်အင်းတင်ပေးပါမယ်ရှမ်းပြည်အခုတော့ရှမ်းပြည်မအားလို့အဲ့ဒါလေးမတင်ရသေးတာပါလို့အဲရခိုင်မုတ်ဒီအာဘူးတို့တုတ်တဲ့အခါမှာစားတဲ့ရခိုင်ငပိကျက်ပေါ့နော်ပြီးတော့ထမင်းထမင်းနဲ့စားတဲ့ရခိုင်ငပိကျက် အဲ့ဒါလေးတွေကိုချမ်းပြီးတီးသတ်ဗီဒီယိုလေးတွေလုတ်ပြီးတင်ပေးပါမယ်ဒီငါးတွေကပတ်စုံသုံးဆိုတာအဲ့လိုမျိုးဟိုသုံးလို့ရတယ်အတွက်ကြောင့်မို့လို့ချမ်းပြီးပတ်စုံသုံးလို့ပြောတာပါဒီငါးကင်လေးကရခိုင်မုတ်တီးပဲရှက်ရှက်မုတ်ဟင်းငါပဲရှက်ရှက်ရခိုင်ငပိတက်ပဲရှက်ရှက်အပြီးတော့ဟိုအော်ရခိုင်အာဘူးပဲရှက်ရှက်ပေါ့နော်အဲရခိုင်မုတ်တီနဲ့တုပ်စားတဲ့အာဘူးတုပ်တုပ်စားတဲ့အခါမှာရှက်တယ်မပြီးချက်ပဲရှက်ချက်အားလုံးမှာတုံးလို့ရပါတယ်ခင်းရှက်တဲ့အခါတွေမှာလည်းတုံးလို့ရပါတယ် ကဲလို့ကျင်းဟင်းကားတီလို့ပါလို့ကြောတဲ့အခါတခြားဟာတွေကြောတဲ့အခါတွေမှာဆိုရင်လည်းမကြီးသေးထောင်ကြောလို့ပါလို့ဆိုရင်လည်းချမ်းပြေရအစွန်ကြောက်မရှိလို့ရှိရင်ဒီလိုငားလေးကိုกินပြီးတော့အဲ့ဒီငားလေးတွေနဲ့အစွန်ကြောက်အစားထိုးပြီးတော့သုံးလို့ရတယ်လို့ပြောချင်တာပါအခုတော့ချမ်းပြေငားဆက်ပြီးနှွှင်းလိုက်ပါဦးမယ်ပြီးလို့ရှိရင်ချမ်းပြေငားနှွှင်းပြီးပြန်ပြီးတော့အုံငင်းထဲမှာกินတာလေးကိုပြန်ပြပါမယ်လို့ ဲတဲ့မှာငါကငါရိုးနေလို့ပြီးပါပြီအာရိုးနေလို့ပြီးသွားပြီဆိုတော့ရှမ်းပြည်မှာပြည်ရမယ်မိုက်ကြီးထွက်လာပါပြီလို့ရှမ်းပြည်ဒီမှာအယူလေးတွေကိုငါတွေကအဲ့လိုမျိုးဆိုတော့ဟာကြရင်အယူတွေလည်းအကြီးကြီးတွေဆိုတော့အယူကောက်ရတာအရင်မြန်တယ်ရှမ်းပြည်ခဏလေးပဲအယူကောက်လိုက်ရတာ နာလိုမျိုးပေါ့အပေါ်ကအေရောအလဲအလဲရိုးကြီးအရင်ဆုံးခွာလိုက်တဲ့အခါကျတော့ကျန်တဲ့အယူကောက်ရတာရင်းမြင်တယ်ဒီအယူကိုရှမ်းပြီးပြုတ်ပါမယ်ပြီးမှခုတော့ခဏထားလိုက်ပါဦးမယ်ဒီမှာခွက်လာတဲ့အယူတွေပါဒီမှာအမိကောင်းတဲ့အစာအကုန်လုံးနှိုက်ပြီးတော့အသားတွေယူထားပါတယ်ဘာမှမကျန်တော့ပါဘူးဆက်ဆိုတော့ကြည့်ရတာဘယ်လောက်လွယ်ဘူးလဲဆိုတော့ရှမ်းပြီးရ ာကိုတက်တက်စကူကိုတက်တက်ပြရပါမယ်အဖန်ကမညစ်ပခုဆိုတော့ရှမ်းပြည်ကဒီမှာဘန်းထဲမှာငါးကောင်းအတုံးကတောက်ပါနေဆိုတော့အမှခေါင်းအတုံးကကြားတယ်အေးတွေကအဲ့လိုကြီးပေသွားသေးတယ်အဲ့ဆိုစီရတယ်နည်းနည်းတော့စီရတယ်နည်းနည်းတော့အလုပ်ရှုပ်ပါပေါ့နော်ဒါပေမဲ့လည်း အဲနည်းနည်းတော့တက်တက်ပါပါရဲ့အလုပ်တော့ထုတ်ပါရဲ့ဒါဒီမှာတက်ပါပါရဲ့ဒါကိုရှင်နေရရေစိမ်းထားလို့ရှိရင်ခဏလေးပါအရေးအပူနဲ့ရေအပူနဲ့စိမ်းပြီးတော့ဆေးမှာပါလို့ရှင်မြေရှင်မြေနောက်တစ်ပန်းပြောင်းပါလိမ့်မယ် ှမ်းမြေခွာရလွယ်အောင်လို့ဒီဘန်းထဲမှာရှမ်းမြေကင်းမယ်ဖိနှောင်းစီလေးနဲ့စီမပါလဲရတယ်ဒါပေမဲ့ရှမ်းမြေစီလေးနဲ့ပဲစီလေးထည့်ပြီးတော့လှော်မှာပါလို့ကင်းတာချက်လှော်တဲ့ပုံစံမျိုးပေါ့နော်ဆက်ဆောင်ကလေးဖြစ်သွားတော့မှဒါပေမဲ့ရေလေးတွေကျင်တယ်လေအဲ့တော့အခဲထဲမှာတိတ်နေတဲ့ခါကျချမ်းမြေကတိတ်မကြိုက်လို့ဒါမဲ့ဒီတိုင်းဆက်ပြီးတော့ပြန်ပြီးတော့မလျှောက်ခဲနဲ့တိတ်ရင်လည်းတိတ်လို့ရပါတယ်ရေခဲတစ်တာထဲမှာအာချမ်းမြေကတော့ဒီလိုမျိုးလေးပြန်กินပြီးတော့ ဟိုရှောက်ရှောက်ခွက်လေးဖြစ်သွားအောင်လုပ်ပြီးတော့မှပြန်သိမ့်တဲ့အခါကျတော့ပို့ပြီးတော့စားရတာပို့ပြီးအရသာရှိပါတယ်လို့အဲ့ဒါကြောင့်ချမ်းမြေအဲ့လိုกินပြီးတော့မှပြန်သိမ့်တာပါရခိုင်မုတ်ဒီရှက်လို့ရှိရင်လည်းမှုေးပါတယ်အဲ့လိုမျိုးกินပြီးတော့ဟိုရခိုင်မုတ်ဒီရှက်တာလေအဲဘာပဲရှက်ရှက်ပေါ့နော်အလားဟင်းရှက်လို့ရှိရင်လည်းအလွယ်တကူငါးမျိုးပဲရပါတယ်လို့အားတော့ဒါငါးလေးရပါတယ်မှာရှမ်းမြေဒါဘိုက်သားပေါ့ဒီငါးဘိုက်သားကြတော့ဟင်းရှက်တဲ့အခါမှာသုံးပါမယ်ရခိုင်မုတ်ဒီရှက်တဲ့အခါဒီဘိုက်သားမသုံးပါဘူးဒါတည်တဲ့ လိုမျိုးလေးပဲဒီတိုင်းပြည်သားလေးပဲกินပါမယ်ဆိုတော့ချမ်းမြေအိုဝင်ကိုထုံးစံအတိုင်းကြိုတင်ပြီးပူထားပါတယ်အဲ့ဒါပြီးတော့ချမ်းမြေမီးအနေတော်နဲ့ခဏกินလိုက်ပါဦးမယ်กินပြီးရင်ပြန်ပြပါမယ်ဟဲ့ချမ်းမြေအားဒီအနေထားလေးဆိုရပါပြီချမ်းမြေကလှော်လိုက်ပါတယ်ပေါ့အိုဝင်ထဲမှာกินလှော်လှော်တဲ့သဘောပေါ့နော်ချောက်ပါ လျှောက်အောင်လို့ open ထဲမှာကင်းတော်ဟောတဲ့သဘောနဲ့တော်လိုက်ပါတယ်ဒီဟာကိုဒါအခုပြီးသွားပါပြီချမ်းမြေကမြန်မြန်ချအောင်လို့ဆိုပြီးချမ်းမြေနှစ်ပန်းခွဲกินလိုက်တယ်။ဟောဘန်းကြီးကြီးနဲ့ဆိုရင်တော့တပန်းနဲ့กินလို့ရတယ်ချမ်းမြေလည်းခုနကဘန်းကြီးကြီးကလည်းစေးနေကိုအချိန်မရတာနဲ့အဲဘန်းအသေးလေးနဲ့နှစ်ပန်းခွဲလို့အခုလိုမျိုးလေးကင်းလှော်လေးလှော်လိုက်ပါတယ်အခုဆိုလျှောက်သွားပါပြီရေလည်းမကျန်တော့ပါဘူးဘယ်လိုဆိုတော့ဟာ ီလိုအနေထားပါဓမ္မဘိုက်သားတွေပါတယ်ဘိုက်အစီတွေပါတယ်ပဲအပားဒီဟာဒါတွေကြတော့ချမ်းမြေဟင်းချက်တဲ့နေရာမှာသုံးပါမယ်ဒါကြတော့ချမ်းမြေရခိုင်မုတ်ဒီချက်တာအာရခိုင်မုတ်ဒီချက်တာမှာသုံးပါပါဒီဟာအသားလေးတွေကြတော့ဒါကြဟင်းချက်တာမှာသုံးပါပါပြီးတော့ချမ်းမြေအေးသွားလို့ရှိရင်ကိုဟာကိုထုတ်ပြီးတော့ရေခဲတက်တာအခဲခန်းထဲမှာ ခအေးခဲတက်တာအခန်းထဲအခဲခန်းထဲမှာထားပြီးတော့သုံးပါမယ်လို့ရှမ်းပြီးအနေတော့ထုတ်ကလေးထုတ်ထားပါမယ်ထုတ်ပြီးအခဲထဲသိမ့်ပြီးတော့ကိုလိုချင်တဲ့အချိန်မှာထုတ်သုံးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါ ው အေးခံပြီးရင်ရှမ်းပြီးကအနေတော့ထုတ်ကလေးတွေထုတ်ပြီးအခဲထဲမှာသိမ့်ပါမယ်လို့ပြောဆိုရင်တော့ငားกินတဲ့ဟာကတော့ပြီးသွားပါပြီလို့တကယ်လို့ချမ်းမီရဲ့ channel လေးကိုလည်း လိုက်ရင် subscribe လေးတွေလုပ်ပြီးတော့ share ပေးကြပါနောက်ထပ်ချမ်းမြေရခိုင်အစအစာတွေ share လို့ရှိရင်လည်းအဲတရားလို့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါပြီးတော့ချမ်းမြေဘာလေးတွေစားကြင်လဲဆိုတာကိုလည်း comment မှာရေးထားပေးခဲ့ပေးပါချမ်းမြေအချိန်ရလို့ရှိရင် share ပေးပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်